မင်းမင်္ဂလာပါရှင်အခုတစ်ခါကျမတို့ channel လေးကနေဖက်ပြသွားပြီးမဲ့အစားအုပ်လေးကတော့စိုင်းဆရာလေးရောက်ဆိုတဲ့အစားအုပ်လေးပဲဖြစ်ပါတယ်ရှင်ဆလန်တက္ကသိုလ်နန္ဒမိတ်ကတွန်းညီပူချီစိုင်းဆရာလေးရောက်တခင်းရဲ့အဆုံးပြတာကို ခံရတဲ့မြင့်ဦးကြီးတကောင်ဟာစိတ်ကူးပေါက်ရာထွက်လာခဲ့တယ် တနေရာအရောက်မှာလမ်းဘေးမှာ ခွေခွေလေးအိတ်နေတဲ့ခွေးဟိုကြီးတကောင်ကိုတွေ့တယ်။ဒီတော့ဘာကြောင့်လမ်းဘေးမှာလှဲနေတာလဲလို့မေးတယ်။ခွေးဟိုကြီးက"အိုးအဆွေမြင့်ကျွန်ုပ်ဟာငယ်ရွယ်စဉ်အခါကတခင်မုတ်ဆိုကြီးအတွက်အမဲကောင်ပေါင်းများစွာ ရှာပေးခဲ့ပါတယ်။ခုအိုမင်းရင်ရောလာတဲ့အခါအမဲမလိုက်နိုင်တော့တခင်ကအဆုံးပြစ်လိုက်ပါတယ်။" ဒါကြောင့်လမ်းဘေးမှာစိတ်ပြက်ပြီးအိတ်နေတာပါလို့ပြောပြပါတယ်။မြင်းဦးကြီးကဒါဆိုကျုပ်တို့ဟာဘဝတူတွေပဲ။ကျုပ်နဲ့အတူလိုက်ခဲ့ပါလားလို့ဖိတ်ခေါ်လိုက်တယ်။ပြီးတော့မြင်းဦးကြီးနဲ့ခွေးဦးကြီးဟာခရီးအတူဆက်ထွက်ခဲ့ကြတယ်။တိတ်မကြခင်လမ်းမှာကြောင်ဦးကြီးတကောင် ထိုင်နေတာကို တွေ့လိုက်ရတယ် မြင်းဟိုကြီးကရှေးကလိုမေးလိုက်တော့ကြောင်ဟိုကြီးက"အိုးမိတ်ဆွေကျွန်ုပ်ဟာရခင်ကလိုကြမခုန်နိုင်တော့တာမို့တက်ပြဖို့ကြံနေတာကြောင့်ထွက်ပြေးလာတာပါ"လို့ပြောပြတယ်ဒီတော့မင်းဟိုကြီးကသူတို့နဲ့လိုက်ခဲ့ဖို့ခေါ်တယ်။သဘောတူတာမို့မင်းဟိုကြီး၊ခွေးဟိုကြီး၊ကြောင်ဟိုကြီးတို့ဟာအတူထွက်ခဲ့ကြပြန်တယ်။ဒီလိုနဲ့လေလေတကူနာစီရောက်လာတော့ ဒေါမန်ပါပါနဲ့တွန်လိုက်တဲ့စဖတကောင်ရဲ့အတန်ကိုကြားလိုက်ရတယ်။မြင်းဦးကြီးကဒီစဖဟာတဲလေးဒေါသကြီးပါလား။တို့အထဲမှာသူ့လောက်အတန်မာတာရှိမှမထင်ဘူး။ဒုနယ်လိုက်ရင် အဖော်ကောင်းတယောက်ရမှာပဲလို့မှတ်ချက်ချတယ်။ပြီးတော့အိုးအတင်ချက်ဘာကြောင့်ဒေါသတကြီးဖြစ်နေရတာလဲမေးလိုက်တယ်။ဒီတော့ကျပက အိုးအသင်မြင်ကျွန်ုပ်ဟာဒီလဲမှာနေခဲ့တာကြာပါပြီဒါပေမဲ့ကျွန်ုပ်ရဲ့လဲတဲ့ပိုင်ရှင်ဟာကျွန်ုပ်ကိုမနှက်ဖြန်တက်ပြီးသူ့တငယ်ချင်းတွေနဲ့ပျော်ပွဲစားကြမယ်လို့ကြားရရမို့အများသူငါကြောင်ဒေါသတကြီးအော်ဟစ်နေတာပါလို့ပြောပါတယ်မြင်းဦးကြီးကဒါဆိုရင်ကျုပ်တို့နဲ့အတူလိုက်ခဲ့ပါလားကျွန်ုပ်တို့တော့လဲတင့်လိုဘဝမျိုးနဲ့ရင်ဆိုင်နေရလို့ရေကြီးရမျက်နှာရအရက်ကိုရှာဖို့ထွက်လာတာပါလို့ပြောလိုက်တယ်။ ကျက်ဖလည်းသူတို့နဲ့အတူလိုက်ဖို့သဘောတူတာမို့မိတ်ဆွေလေးကိုအတူထွက်လာခဲ့ကြတယ်။ဒီလိုနဲ့သူတို့ဟာည၈နာရီလောက်အချိန်မှာတောအုပ်တစ်ခုရဲ့အလယ်ကို ရောက်လာကြတယ်။အဲ့ချိန်တော့အထဲမှာမီးလေးတလက်လက် ရှိနေတဲ့အင်ဟိုကြီးတစ်ဆောင်ကိုအံ့ဩစရာ တွေ့လိုက်ရတယ်။ခေါင်းဆောင်ဖြစ်တဲ့မြင်းဟိုကြီးကခွေးဟိုကြီးကို အထဲမှာဘယ်သူရှိနေလဲလို့ ိတ်စိတ်စုံစမ်းခိုင်းလိုက်တယ်။အတန်ကြာတော့ခွေးဦးကြီးကပြန်လာပြီးလူလေးယောက်ဇပွဲတလုံးမှာဝိုင်းထိုင်နေကြတယ်လို့ပြောတယ်။ဇပွဲပေါ်မှာစားစရာတွေနဲ့ရွှေတွေငွေတွေတင်ထားတာမြင်ခဲ့ရတယ်လို့ထပ်ပြောတယ်။ ဲ့ဒီလူလေးယောက်ဟာမင်းညကရွာတရွာကိုတပြားတိုက်ခဲ့ကြတာလို့သူတို့ပြောတာကိုပါကြားခဲ့ရတယ်လို့ထပ်ပြောတယ်။ဒါကိုကြားတဲ့အမျိုးကြီးကအိမ်ဟိုကြီးမှာရှိတဲ့တပြားလေးယောက်ကိုတိုက်ခိုက်ကြရမယ်လို့ပြောပြီးအိမ်ဟိုကြီးအနည်းကိုခြေတံမကြားအောင်သွားချဖို့ခေါ်လိုက်တယ်။အင်းအိုကြီးတကားပေါက်နာရောက်တော့မြင်းအိုကြီးက ခွေးအိုကြီးကို သူ့ကြောပေါ်တက်ခိုင်းလိုက်တယ်။ ခွေးဟိုကြီးကြောပေါ်ကြောင်ဟိုကြီးကိုတက်ခိုင်းပြန်နေပြီးမှကြောင်ဟိုကြီးကြောပေါ်ကိုချက်ဖတ်ကိုတက်ခိုင်းနေနောက်တော့မင်းဟိုကြီးဟာမြေကြီးကိုခွာနဲ့ရက်ပြီး အချက်ပေးကသူ့ကိုယ်တိုင်စတင်ဟီလိုက်တယ်ခွေးဟိုကြီးကလည်းဟောင်းနေကြောင်ဟိုကြီးကလည်းမြည်တယ်ချက်ဖတ်ကလည်းတွန်းတယ်အတန်တွေတပြိုင်နက်ပေါ်လာတော့ တပြားတွေဟာကြောက်ရွံ့ပြီးနီးရပြတင်းပေါက်ကခုံချထွက်ပြေးကြတော့တယ်။မိတ်ဆွေလေးဦးဟာဇပွဲပေါ်မှာရှိတဲ့အစားအစာတွေကိုဝှက်လျောင်စားတောက်ပြီးမီးမှုတ်ကအိတ်လိုက်ကြတော့တယ်။ညတကောင်အချိန်ရောက်တော့တပြားပူကြီးစင်လွတ်လိုက်တဲ့တပြားတယောက်ဟာမီးငိမ့်ငိမ့်တက်နေတဲ့အင်အိုကြီးတဲကိုဝင်လာတယ်။အင်အိုကြီးတဲရောက်တော့ ဝင်းကနေလက်ကနေဖြစ်နေတဲ့အရာကိုမိစထင်ပြီးတုံနဲ့မိကူးလိုက်တယ်။ကျောင်းဝကြီးရဲ့အမျက်လုံးဖြစ်နေရမို့ကျောင်းဝကြီးကသူ့လက်သေးတွေနဲ့ဓမြမျက်နာကိုဖမ်းကုပ်လိုက်တယ်။တပြားဟာငေးတန်ပောင်းအော်ပြီးနောက်ဖီဘက်ထွက်ပြီးတော့ခွေးဝကြီးကိုနင်းမိတယ်။ခွေးဝကြီးကသူ့ပောင်းကိုကိုက်တော့တာပေါ့။ ရှေ့တကားစီပြီးတော့မြင်းဝူကြီးကပြင်းပြင်းထန်ထန်ကန်လိုက်ပြန်တယ်။အဲဒီချိန်မှာပဲထောက်တန်းပေါ်မှာအိတ်နေတဲ့ကြဖားကနိုးလာပြီးဒေါသတကြီးတွန်လိုက်တယ်။ကြဖားတွန်တန်းကိုသူများကအောက်ကကောင်ကိုအုပ်ထိတ်ကြဟင်လို့ကြားပြီးတေပြေးရှင်ပြေးထွက်ပြေးတော့တယ်။တပြားဟာသူ့ဘူကြီးရှိရာပြန်ရောက်တော့ဘူကြီးရဲ့အိမ်ကြီးထဲမှာတရေကြီးတစ်ခေါင်ရောက်နေပါတယ်။ သူကကျွန်တော်မျက်နာကိုသူ့လက်သေးကြီးတွေနဲ့ကုတ်ချစ်ပါတယ်။ပေါင်ကိုသူ့ပစက်ကြီးတွေနဲ့ကိုက်ပါတယ်။ကြောကိုသူ့တင်ပုတ်ကြီးနဲ့ထုပါတယ်။ပြီးတော့သူ့တပည့်တွေကိုအောက်ကကောင်ကိုအုပ်ထဲကြဟေးလို့အမိန့်ပေးပါတယ်လို့ပြောတော့တပည့်တွေလည်းအင်အိုကြီးစီမပြန်ရင်ပဲထွက်ပြေးကြတော့တယ်။အဲ့ဒီချိန်ကစပြီးမိတ်ဆွေလေးဦးဟာ သူတို့ရလိုက်တဲ့ရွှေငွေတွေနဲ့မတောင့်မတပဲနေထိုင်စားတောက်သွားကြတော့တဲ့ကွယ် အဆုံးထိနားဆင်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။